ားလုံးပဲမိကလို့ဗျာခေါင်းဆက်တင်ထားတာမှာပြန်လဲကြိုးစို့လိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်ရတော့ကြောက်ဖြူတာအေးအေးနိုင်သွားရင်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုပြောပြလာတဲ့အမျိုးသားတွေရဲ့ရုပ်သံမျိုးခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာမျိုးသားကအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာ အားလုံးကိုလည်းခေါင်းဆက်တင်ထားတာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ွန်တော်အခုလက်ရှိတော်လန်ရေးပေါ့နော်အခုချိန်မှာတော့ဒီရခိုင်ပြည်နယ်ပေါ့နော်ရခိုင်ပြည်နယ်မှာတော့ကြောက်ဖြူတိုက်ပွဲရတော့ပြင်းထန်တယ်ဆိုတော့တကယ်ရခိုင်ပြည်နယ်မှာတကယ်ကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တကယ်အရေးအကြီးဆုံးကကြောက်ဖြူပဲကြောက်ဖြူနိုင်တော့ပြီဆိုလို့ရှင်တော့တယုတ်ကတော့အေးအေးနဲ့ကောင်းကောင်းစကားပြောလို့ရတယ် စစ်ကောင်စီထက် AA နဲ့စကားပြောဖို့ပဲတရုတ်ကစစ်ဝင်စားတော့မယ်။ဘာလို့လဲဆိုတော့တရုတ်ရဲ့စီမံကိန်းတကယ်အကြီးဆုံးကကြောက်ဖြူမှာပဲရှိတယ်။ဂျန်တဲ့နေရာတွေကတရုတ်ရဲ့စီမံကိန်းလို့ပြောမယ်သူလူချင်တာတည်တည်လေးတွေကြောက်ဖြူကတကယ်အရေးကြီးတဲ့နေရာ။ဆိုတော့အခုကြောက်ဖြူကတရော့ကိုတင်းထန်တယ်လို့ဆော့ကြောက်ဖြူကရခိုင်တတ်တော် AA လည်းဒီရခိုင်ပြည်နယ်ရဲ့မြို့တော်ထက်တောင်မှကြောက်ဖြူကအရေးကြီးတယ်ဆိုတာသူကသိတယ်။နိဗျူဟာရပါတော့နော်။ဒါကြောင့်သူကတိုက်တယ်။ အဲ့တော့ချောက်ဖူးချောက်ဖူးမှာခုစစ်ကောင်စီတပ်တွေလဲတကယ်အလင်းဝင်တဲ့လူအများအပြားရှိနေတယ်အဲ့တော့တကယ်အရေးကြီးဆုံး တိုက်ပွဲလို့ပြောလို့ရတယ်အဲ့ဒီလိုကျွန်တော်တို့အခု online ပေါ်မှာတော်တော်များများဟိုတခါကျွန်တော်လည်းပြောဖြစ်တဲ့ဟာတွေရှိပါတယ်ရခိုင်လူမျိုးဖြစ်ဖြစ်ချင်းလူမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကအမြဲတမ်းတည်ထားဖို့ကကျွန်တော်တို့အခုတော်လှန်ရေးလုပ်နေတာနေမြေကိစ္စတို့ လူမျိုးရေးဘာသာရေးတို့ပြောမယ့်အချိန်မဟုတ်ဘူးကျွန်တော်ကတိုက်ပွဲဝင်နေတဲ့အချိန်ကျွန်တော်လိုအပ်တဲ့အရာကဘာလဲဆိုတာကျွန်တော်သိဖို့လိုတယ်တချို့ရခိုင်တို့ရလဲကျွန်တော်အမျိုးမျိုးပြောတဲ့လူတွေရရှိပါတယ်တော့ကျွန်တော်ကတော့တုံးမပြန်ဘူးကျွန်တော်ချင်းလူမျိုးဆိုရင်ပိုဆိုးတာပေါ့ကျွန်တော်ဆဲတဲ့လူတွေရခိုင်ဘောမပေါ့ကျွန်တော်ရခိုင်ဘောမတာမဟုတ်ဘူးကျွန်တော်ကရခိုင်နဲ့ချင်းနဲ့ကတကက်အင်္ဂလိပ်ချင်းကောင်းတွေအဆိုးအကောင်အတူတကွတွာလာမဲ့လူတွေဆိုတာကျွန်တော်ကမြင်တယ် အဲ့တော့ကျွန်တော်ကရခိုင်လူမျိုးကိုအပြစ်မမြင်ဘူးဒါပေမဲ့အပြစ်ရှိတဲ့လူကလူပုဂ္ဂိုလ်ကြီးအဖွဲအစည်းနဲ့မဆိုင်ဘူးအဖွဲအစည်းထဲမှာပါဝင်ပေမဲ့တယောက်တဦးတယောက်ရဲ့အပြစ်ပဲသူ့အပြစ်ပဲအဖွဲအစည်းကလုတ်ခိုင်းတာမဟုတ်ဘဲနဲ့သူ့ရဲ့စစ်စစ်ဆန္ဒအရာလုတ်တဲ့အရာတွေဥပမာလူတယောက်ဗရင်ချင်းနဲ့ဆိုလို့ရှိရင်လဲတဦးတယောက်ရဲ့ဆန္ဒပဲအဖွဲအစည်းရဲ့ဆန္ဒမဟုတ်ဘူးအဖွဲအစည်းကလုတ်ခိုင်းတာမဟုတ်ဘူးဘယ်အဖွဲအစည်းမှအဲ့လိုမဖြစ်ဘူးပူချုပ်ထုံးမြတ်နိုင်ဆိုလို့ရှိရင်တော့ကျွန်တော်အရန်လေးစားတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်သူ့လို့ လူမျိုးကရှားတယ်။ तू ကပြောတဲ့အတိုင်းလုပ်တယ်။မလုပ်ခင်တိတ်ပြီးမပြောဘူး။ပြောပြီးဆိုရင်လည်းလုပ်တယ်။လုပ်ပြီးဆိုရင်လည်း तू ကအပြောထက်လက်တွေ့ကိုဦးစားပေးတဲ့လူဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ကရန်လေးစားတယ်။အခုကျွန်တော်တို့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဟာပဲသူဘယ်လိုပဲတွေးခွဲတွေးခွဲဥပမာကျွန်တော်ချင်းပြည်နယ်မှာ CNA ထောက်ခံနေတဲ့အတော်တော်များများရှိတယ်လေမြောက်ပိုင်းမပိုင်းလဲရတယ်ကျွန်တော်ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလဲ in အရှိပါတယ် လင်းမြုပ်နေရှိတယ်အင်အားရှိတယ်ကျွန်တော်ကဆင့်ဆက်လို့ရတယ်အခုဝနဲ့မိုင်းလာလို့မိုင်းလာလို့ပေါ့ဝဆိုတော့မိုင်းလာကြောင့်ဖြစ်ပြီးလာတယ်မိုင်းလာဆိုတာလဲဝကြောင့်ဖြစ်လာတာပြောဆိုတဖက်နဲ့တဖက်နားလည်မှုရှိတယ်ဆိုတော့ဝရဲ့ကိစ္စကမိုင်းလာမိုင်းကဖြစ်ရှင်းလို့ရတဲ့အရာတွေများရှိတယ်မိုင်းလာကိစ္စလဲဝကဖြစ်ရှင်းပေးတဲ့အရာတွေများရှိတယ်ဆိုတော့သူတို့နေရောက်ကတကယ်အညီအစ်ကိုအရင်လိုဖေးကိုဖေးမနေကြတယ်အဲ့တော့ကျွန်တော်တို့အခုရခိုင် ULAA နဲ့ချင်းညောင်ဆိုတာတကယ်တမ်းကျတော့ညီအကိုလိုဖေးကိုဖေးမဖြည့်ရှင်းသွားလာမဲ့လူတွေပဲအဲ့တော့ကျွန်တော်တို့ကဘသူသွေးခွဲခွဲကျွန်တော်တို့ကတော့တကယ်တမ်းကျရင်တော့ ULAA ကိုအဖြစ်မမြင်ဘူးဖြစ်တဲ့ပြဿနာတွေကလူပုဂ္ဂိုလ်ရေးရရလူပုဂ္ဂိုလ်တဦးတယောက်ရဲ့အဖြစ်တဲ့ပြဿနာတွေမဟုတ်ကျွန်တော်ကောင်းကောင်းနားလည်ဘလဲဝါဟာအခုအချိန်မှာ CNA CNA ဖက်ကနေပဲဘလဲဝါဟိုလိုဖြစ်တဲ့တီလိုဖြစ်တယ်လို့ပြောနေတာ တကယ်တမ်းကျဘလဲဝါဟာရခိုင်ပြည်နယ်လွတ်မြောက်ဖို့အခြေပြုတဲ့နေရာဖြစ်တယ်။ချင်းပြည်နယ်တော်ထန်ရေးကိုကူညီပံ့ပိုးနေတဲ့နေရာလည်းဖြစ်တယ်။အဲ့တော့တနေ့အချိန်ဘလဲဝါဟာတကယ်အခုကချင်းပြည်နယ်လို့ပြောမှာစလိုင်းစားလို့တကယ်ဟိုလက်နဲ့စိတ်ယုံတွေတကယ်တီထွန်ဖန်တီနိုင်တဲ့စိတ်စိတ်ယုံတွေလက်နဲ့ပေါင်းများစွာလက်လက်မျိုးစုံတီထုတ်လုပ်နိုင်တဲ့နေရာမျိုးဖြစ်လာနိုင်တယ်ဘလဲဝါဆိုတာ။နော်ချင်းပြည်နယ်တောင်ပိုင်းမှာ CNA CNF လုံးဝမရှိတော့ဘူးဆိုလို့ရှိရင်တော့အရန်ကောင်းတယ်ဖြစ်နိုင်ကျွန်တော်တို့ကအေအေနဲ့ချင်းညင်အောင်ပူပေါင်းမှချင်းပြင်းတဲ့တောင်ပိုင်းမှာရှိတဲ့ CNA စခန်းတွေအကုန်လုံးတိုက်ဖြစ်ချင်တာကျွန်တော်စိတ်ကျွန်တော်တအုပ်တယောက်ရဲ့စိတ်နဲ့ဆိုလို့ရှိရင်တော့ဘာဖြစ်လို့လဲဆိုတော့တို့တို့တွေးခွဲတာအရန်လုံးတယ်များလုံးတယ်ပစကဖယားဖယားလက်ကကိုယူကာယာနဲ့လုတ်နေတဲ့ဟာအခုပလဲဝမှာကိစ္စတွေကကျွန်တော်အများအားဖြစ်တယ်ပလဲဝကိစ္စဟာ CNA ကိုပလဲဝလူတွေ ဘလဲဝကောင်စီပဲဖြစ်ဖြစ်ဘလဲဝ CDF ပဲဖြစ်ဖြစ်ဒီချလင်းကောင်စီလက်အောက်မှာနေနေတယ်ဘယ်တော့မှဘလဲဝအရေးကိုခင်ဗျားတို့ဖြည့်ရှင်းလို့ရမှာမဟုတ်ဘူးဘလဲဝအရေးကိုခင်ဗျားတို့ဘယ်တော့မှအဖြေရှာလို့ရမှာမဟုတ်ဘူးအဲ့ဒါကျွန်တော်အများတမ်းပြောတယ်ကျွန်တော် Facebook Live မှာလည်းပြောတယ်အဲ့တော့ခင်ဗျားတို့ဆဲတယ်ဆိုတယ်ဒါပေမဲ့အခုကြည့်လေခင်ဗျားတို့ကချင်းညင်တော်ကဘလဲဝအခစ်ဆာတော့ဘာမှမပြောဘူးနှုတ်ပိတ်တယ်ဆိုတယ်ငါတို့မှငါတို့ကဘလဲဝကို အုပ်ချုပ်တာမဟုတ်ဘူးလေပလဲဝါမှာအုပ်ချုပ်ရေးလောက်တာကအေးအေးလေပြီးတော့ဒီခမီးကောင်စီဆိုတာရှိတယ်လေအဲ့နှစ်ခုပဲရှိတယ်လေပြီးမှ CNA ကပြောတော့တတ်မှာနှစ်ခုပလဲဝါမှာထိုင်နေပါတယ်ဆိုဆိုတော့ချင်းညင်အောင်နဲ့မသက်ဆိုင်ဘူးလေချင်းညင်အောင်ဆိုတာကသူ့ရမြုပ်နယ်အလိုက်ပဲရှိတယ်မတူပီရှိတယ်မင်းတက်ရှိတယ်ကမ်ပလက်ရှိတယ်ကဲဖလမ်ရှိတယ်တည်တယ်ရှိတယ်အဲ့မတူပီမြုပ်နယ်ထဲမှာဆိုလို့ရှိရင်တော့မရာရှိမယ်ကွာအဲ့လိုမျိုးနဲ့ သူ့အလိုက်နဲ့သူသွားတာပလဲဝါဆိုတာကချင်းညင်တော်ကထိမ့်ချုပ်တာမဟုတ်ဘူး ULA ကထိမ့်ချုပ်တယ်ဒုတိယအုပ်ချုပ်ရေးသွားတာကလည်းခမီးဆိုတော့ကျွန်တော်တို့ကဝန်ဆော့ဖက်เสียရမလို့ဘူးလေမင်းတို့တကယ်ပလဲဝါရဲ့ပြဿနာလိုချင်တယ်ဆိုလို့ရှိရင်တော့ခမီးလူမျိုးတွေပလဲဝါသားတွေပလဲဝါရဲ့ပြဿနာကိုကောင်းကောင်းဖြေရှင်းချင်တယ်ဆိုလို့ရှိရင်တော့ ULA နဲ့ကောင်းကောင်းအဆင်ပြေအောင်နေဒါဆိုရင်ဖြစ်လာတဲ့ပြဿနာကိုခင်ဗျားတို့ဖြေရှင်းလို့ရတယ် ULA လူကြီးတို့ရအယူအဆတွေမဟုတ်ဘူး နော်ပတ်ဆက်တဲ့ပြောပတ်ဆက်ထဲနဲ့ပြောတဲ့လူတွေမဟုတ်ဘူးလက်တွေ့အလုပ်လုပ်နေတဲ့လူတွေဆိုတော့ခင်ဗျားတို့က online ပေါ်နာအနေနဲ့နာမည်ပြက်အောင်ခင်ဗျားတို့လုတ်ရင်ပို့ဆိုးသွားမယ်ဆိုတာကျွန်တော်အိုး2024ကလေးရနဲ့ပြောတာကြားလာပြီအခု2025တောင်မှဒီမှာ6လပိုင်းရောက်သွားပြီနော်အဲ့တော့ခင်ဗျားတို့စဉ်းစားပေါ့ကျွန်တော်ကတော့ AA လက်မချင်ဝေဖန်ပါပဲသူမှမားတာရှိရင်ချင်းချင်းတောင်လက်မချင်မမားရင်ဝေဖန်ပါပဲဒါကကျွန်တော်တို့ပြည်သူရဲ့တာဝန်ပဲ တော့ကျွန်တော်မုံတာမဟုတ်ဘူးအေအေနဲ့ကျွန်တော်ချင်းနေတော့ဟာတကယ်ပြောမယ်ဆိုလို့ရှင်တော့တီအတူရှင်အတူသွားမဲ့လူတွေပဲအဲ့တော့ CNA ဘောမတွေမင်းတို့အချိုက်အောင်ငါတို့ပြောချင်ပြောပြမှာမဟုတ်ဘူးအရှိတရားအဖြစ်တရားအမှန်တရားပဲကျွန်တော်ပြောမယ်ပြီးတော့ရက်ခိုင်လူမျိုးတွေရလဲအာတခုခုစကားပြောရင်ချင်းစုတ်ချင်းစုတ်ချင်းတို့အယူအဆအလုံးမပြောကြနဲ့ကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်လည်းရက်ခိုင်တွေတီလို့မပြောဘူး ဘာလို့ဆိုအဖွဲ့အစည်းကို CNA ဘောမတို့ CNA lobby တို့လို့ပဲတုံးကျွန်တော်အခုချိန်ထိကျွန်တော် Facebook ကိုခင်ဗျားတို့ကြည့်မှာပဲအဲ Facebook ကအစဒီ TikTok ကအစရခိုင်တွေကျွန်တော်မဆဲဘူးဘာလို့ဆိုမချိုက်တဲ့အဖွဲ့အစည်းကတော့အဖွဲ့အစည်းနာမည်ပဲပြောတယ်ဒီအားလုံးရခိုင်လူမျိုးနဲ့မဆိုင်တယ်လို့ဒီ CNA တွေကဆဲတဲ့တမန်တမားချင်းလူမျိုးကိုစားမပြုဘူးချင်းလူမျိုးနဲ့မသက်ဆိုင်ဘူးအဲ့ဒါကိုရခိုင်ပြည်သူလူထုတွေလည်းတိစေချင်လို့ကျွန်တော်ဒီကနေ့အနည်းငယ်ပြောချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်